hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ Fabrizio Romano ကတော့ Manchester United အနေနဲ့ဇန်နဝါရီအပြောင်းရွှေ့မှာကစားသမားတွေကျွန်တော်သာအားဖြည့်သွားဖို့အတွက်လက်ရှိဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဒါဆွေးနွေးတယ်ဆိုတဲ့နေရာမှာ Nipia Ruben Amorim နဲ့အသင်းတာဝန်ရှိသူတွေကြားပါတော့။ဒီနေရာမှာသူကတော့ Ruben Amorim နဲ့ Manchester United ရဲ့ Management တာဝန်ရှိသူတွေရဲ့ကြားထဲမှာဇန်နဝါရီအပြောင်းရွှေ့နဲ့ပတ်သက်လို့ပေါ့နော်။ သူတို့ခေါ်လို့ရနိုင်မယ်အခွင့်အရေးတွေသာရှိလာမယ်ဆိုလို့ရှိရင်ဒါခေါ်ဖို့အတွက်ဆွေးနွေးမှုတွေကျွန်တော်ဒါပြုလုပ်နေကြတယ်ပေါ့သူတပင်းတော့ကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲဒီ United မှာဟို United ရဲ့ ქვენ လေပဲဖြစ်ဖြစ် United ပဲနေရာပဲဖြစ်ဖြစ်ပေါ့နော်ပွဲကစား ქვენ ပိုလိုနေတဲ့ကစားမားတွေတကယ်ကစားချင်တဲ့ကစားမားတွေကိုဦးစားပေးပြီးတော့ကျွန်တော်ခေါ်သွားမယ်အကယ်လို့ဇန်နဝါရီအပြောင်းအရွှေ့မှာ Manchester United ကခေါ်ဖို့ကြိုးပမ်းခဲ့မဲ့ကစားမားတယောက်ရှိမယ်ဆိုရင်အဲ့ဒီကစားမားဟာ ရည်ရှိအတင်းမှာကစားကွင်းရမယ်ကစားမတယောက်ဖြစ်တယ်ပေါ့ပြောလို့ရှိရင်တော့ကျွန်တော်တို့လက်တော်လေးကစားကွင်းရမယ်ရည်ရှိမှာလည်းတုံးလို့ရမယ်ဆိုတဲ့ကစားမမျိုးကိုဦးစားပေးပြီးတော့ခေါ်သွားမယ်အငှားတွေပါဒီမန်ချက်စတာယူနိုက်ကဇန်နဝါရီအပြောင်းရွှေ့မှာတော့မှလုံးဝခေါ်ဖို့ကြိုးပမ်းသွားမှာမဟုတ်ဘူးဆိုပြီးတော့ဖက်ဘရီဇီယိုကကျွန်တော်ပြောထားတယ်ဆိုတော့ခြုံကြီးကဒါဒါကောင်းတဲ့တဲ့ရင်မှာကောင်းတဲ့တဲ့ရင်မှာဆိုတော့ကျွန်တော်တို့ဒီတွေ့ထားရတာက အသင်းအနေနဲ့ပေါ့နော်။နွေရာသီပြောင်းရွှေ့မှာကစားမားတွေအမှန်ကန်အပြောင်းလဲတွေလှုပ်ထားတယ်၊ငွေတွေအမှန်ကန်တုံးထားတယ်ဆိုတော့ဇန်နဝါရီပြောင်းရွှေ့မှာအလုပ်လုပ်ဖို့ဆိုလို့ရှိရင်အသင်းတွက်ကတော်တော်လေးကိုကြက်တဲပါတယ်။သူတပင်းနီးပြရူပင်အမိုရင်ပြောသလိုပဲငွေကိစ္စတွေမဟုတ်ဘဲနဲ့ကျန်တဲ့ sorry ကစားမားဆင်းကိစ္စတွေပဲကျွန်တော်တို့ကကြည့်ရတော့မှာ။အသင်းမှာက FV ဖလားရှိအောင်မယ်ဒါတော့မှမကန်သေးလို့နော် FV ဖလားကျွန်တော်ပြိုင်ပွဲရှိအောင်မယ်ပြီးရင်ကျွန်တော်တို့ပရီးမီးယားလေးပြိုင်ပွဲရှိမယ်ပေါ့ဒါပဲရှိတယ်ဆိုတော့တပတ်မှတပွဲလောက်ပဲကျွန်တော်ကစားနေရတဲ့အချိန် ကစားမားတွေကစားခွင့်နဲလို့မှကျွန်တော်အနေနဲ့ဒူဘိုင်းတို့ဘာလို့သွားပြီးတော့နော် sorry တို့ဘာလို့ကျွန်တော်သွားပြီးတော့ပွဲတွေကျွန်တော်စီစဉ်ဖို့ midweek ပွဲတွေစီစဉ်ဖို့ကြိုးပမ်းနေကြတဲ့အခြေအနေမျိုးမှာနောက်ထပ်ပေါ့နော်ကစားမားတွေကိုဟိုလက်မလွတ်ဘဲနဲ့ထတ်ခေါ်ဖို့ဆိုတာမျိုးကဖြစ်နိုင်ကြတအားနေပါတယ်အဲ့တော့အခွင့်ရေးရှိလို့ကစားမားတယောက်ကိုဇန်နဝါရီမှာခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်တော့မှနောက်ထပ်အရင်လက်လွတ်ရမယ့်ကစားမားတွေကိုကျွန်တော်ကြည့်ဖို့လိုတယ်ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ထင်ပါတယ်ကွင်းလေကိုပဲသူတို့ဦးစားပေးပြီးတော့ခေါ်ကြလိမ့်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ ဇန်နဝါရီမှာလက်လွတ်နိုင်တဲ့အချိန်ညီကိုကျွန်တော်ကြည့်ရင်ကွင်းလယ်တစ်ခုပဲရှိတာဟိုကွင်းလယ်မှာဆိုလို့ရှိရင်ကိုဗီမင်းနုဒီပွဲကစားခွင့်မရဘူးပွဲကစားခွင့်မရတဲ့ခါကျတော့ပွဲကစားခွင့်အင်မီနက်နေတဲ့ခါကျတော့ကျွန်တော်သူ့ကိုလက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းကြတော့မှာလက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းကြတော့မှာပြီးရင်ကျွန်တော်အနေနဲ့ ဒီကြပါတော့ဗျာဒီဥကာဒီတို့ဘာလို့မတည်ကြဘူးပေါ့နော်ဥကာဒီကတော့လက်လွတ်လိမ့်မယ်မထင်ပါဘူးပြီးရင်ကက်ဆမေရိုပေါ့နော်လုံးဝသူကလည်းမထွက်ချင်ဘူးပေါ့ဘရူနိုကဘရူနိုပဲအဲ့တော့ကျွန်တော်တို့နေကိုဘီမေနူးကိုလက်လွတ်ရမယ်ဆိုရင်ရေရှည်ကစားနေတဲ့ကစားမတစ်ယောက်ကိုအတင်းကခေါ်တော့မှာဒါဒီကျွန်တော်ကွင်းလေးမှာမျှော်လင့်လို့ရတယ်ဒါပေမဲ့ဝင်းဘတ်စ်တွေကကျွန်တော်တကယ်လူတယ်ပြဿနာကခေါ်လိမ့်မယ်မထင်ဘူးမာလာစီယာကိုကျွန်တော်လက်လွတ်ကောင်းလက်လွတ်နိုင်တယ်ဒါပေမဲ့လို့အဲ့ဒီဘက်ချက်မှာပက်ထရစ်ဒူဂူကျွန်တော်ရှိမယ်လစ်ဆန်ဒိုမာရီနက်စ်ပြန်ပါလာပြီဆိုတာနဲ့လူကျော်ကျွန်တော်ရှိမယ် เนาะညာချမ်းမှာဆိုလို့ရှိရင်အာမက်ဒီယာလို့ရှိမယ်ဂျီဂူဒါတော့ကျွန်တော်ရှိမယ်မာဇရာဝီကျွန်တော်ရှိမယ်ဝင်းဘက်စ်အဖြစ်သုံးလို့ရတဲ့ကစားသမားတွေဝင်းဘက်အတွက်ရထားတဲ့ကစားသမားနှစ်နေရာမှာ9ယောက်လောက်ရှိတယ်ဆိုတော့တေးကြတဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုကျွန်တော်ထပ်ပြီးတော့အစားထိုးမယ်ဆိုရင်ရှိတဲ့ကစားသမားတော့ကျွန်တော်လက်လွတ်အောင်မှာအဲ့ဒီတဲကဘသူ့ကိုလက်လွတ်နိုင်လဲမလာဆီယာကိုလက်လွတ်နိုင်လဲဒူဂူဟာအစ်စ်ခေါ်ရတဲ့ကစားသမားလက်လွတ်ဖို့အစီအစဉ်မရှိဘူးเนาะကျွန်တော်လူရှောတို့လက်လွတ်ဖို့အစီအစဉ်မရှိဘူးမာစတာဝီဒါလော့လက်လွတ်ဖို့အစီအစဉ်မရှိဘူး ာမက်ဒီယာလိုလက်လုပ်ဖို့အစီအစဉ်မရှိဘူးဆိုတော့ဝင်းဘတ်စ်မှာနောက်ထပ်ကစားသမားတယောက်ကိုခေါ်ဖို့ကတော်လေးချီနေနေပါတယ်တော်လေးချီနေနေပါတယ်เนาะဒါအပြင်နောက်ထပ်ကျွန်တော်တနည်းအားကိုကျွန်တော်တို့ကြည့်တော့ခန်းစစ်ခန်းစစ်ကိုကျွန်တော်ကြည့်တဲ့အခါခန်းစစ်ကကျွန်တော်တို့အနေနဲ့ပေါ့เนาะတအားကိုအချီနေအားနေပါတယ်အတင်းရဲ့ခန်းစစ်ကဂိုးရီအများကြီးပြီးထားရတယ်ကစားမားတွေက defensive awareness တွေဘာတွေမရှိဘူးခန်းစစ်ပိုင်းအားနေတဲ့ကစားမားတွေရှိနေတယ်ဆိုတော့ခန်းစစ်ဒီ United ကအဓိကအာယုံစိုက်ပြီးတော့အားဖြည့်တင်နေတယ်မှာပါတယ် ပြဒနာကဘာဖြစ်လဲဆိုတော့အဲ့ဒီခန်းစစ်ကိုအားပြည့်ဘူးဆိုရင်တောင်မှပေါ့နော်ခန်းစစ်ကိုအားပြည့်ဘူးဆိုရင်တောင်မှအဓိကလက်လွတ်မဲ့ကစားမရှိသလားပေါ့ကျွန်တော်တို့ခန်းစစ်ကစားမတွေကိုကျွန်တော်ကြည့်တဲ့ကလူချောကစားလို့ရမယ်လီချန်လစ်စနရိုမာရီနဲ့ရှိမယ်မကွိုင်းရရှိမယ်ဒီလေးရှိမယ်ယူရိုရှိမယ်အဲဒါအတင်းရဲ့ခန်းစစ်ပဲ၅ယောက်ရှိတယ်ဗျစန်တဘတ်၃ယောက်နေရာမှာအေဒင်ဟေဗင်ကျွန်တော်ရှိမယ်ပြီးရင်မာစတာဘီကလည်း right 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 စန်တဘတ်ကစားလို့ရသေးတယ်ဆိုတော့9ယောက်လောက်ထိ option ရှိနေတဲ့အခြေအနေမျိုးမှာ ။တစ်ဘက်မှာတပွဲပဲကစားရတဲ့အတင်းကလူထက်ခေါ်ပါမလားခန်းစစ်။ကျွန်တော်မထင်ဘူး။ဒါပေမဲ့ကောင်းတာတစ်ခုကရူမန်နူပြောသလိုပဲမန်ချက်စတာယူနိုက်တက်ကဇန်နဝါရီမှာကစားမခေါ်ရမယ်အခွင့်အရေးရှိလာမယ်ဆိုရင်လုံးဝခေါ်ဖို့ကြိုးပမ်းသွားမှာ။အဲ့လိုခေါ်ပြီဆိုရင်လည်းအငှားတွေပါတွေဖြစ်မှာမဟုတ်ရေရှိဆိုရေရှိကိုစဉ်းစားမယ်ဆိုရင်လက်တရောကျွန်တော်စိတ်ညစ်စရာကောင်းတဲ့ဘယ်လိုပြောမလဲဒီဆိုင်းကင်းတွေဖြစ်လာမှာမဟုတ်တော့ဘာလို့လဲဆိုတော့ အဲကျွန်တော်တို့ဗောနော်သူများအသင်းမှာနေရာမရလို့ကိုအသင်းမှာအဆင်ပြေမလားဆိုတဲ့ပုံစံမျိုးနဲ့ခေါ်လိုက်တဲ့ကစားမားတွေပါဆိုရင်စိတ်ပြက်စရာဖြစ်ရင်ဖြစ်အောင်မှာဒါအဲ့လိုမဟုတ်ဘဲနဲ့ဗောနော်ရေရှည်လဲကစားလို့ရမယ်အခုလက်ရှိလဲတုံးလို့ရမယ်ဆိုတော့ကစားမားမျိုးဆိုရင် quality ရှိတဲ့ကစားမားတွေဖြစ်လာမှတည်ကြတယ်အဲ့တော့အလိုအဆုံကွင်းလဲဖြစ်ဖို့ကျွန်တော်မျှော်လင့်ရမယ်ကွင်းလဲမှာကိုဘီမီနူထွက်နိုင်ကြီးရှိတယ်ဗောနော်တိုက်စစ်ကလည်းပဲကျွန်တော်တို့ဗောနော်ဒီ Joshua Zigzi တို့ပါလို့အငှားနဲ့သွားမယ်ဆိုရင်တော့မှတိုက်စစ်က၃နေရာဆိုတော့ပြောင်းလဲထားတော့နောက်တစ်ယောက်ကိုကျွန်တော်ခေါ်မှာမဟုတ်ဘူးအဲ့တော့ ကွင်းလေသည်ဖြစ်နိုင်ရည်အများဆုံးမှာကွင်းလေသည်ကျွန်တော်မျော်လင့်ဖို့အကောင်းဆုံးမှာဒါပေမဲ့လည်းကျွန်တော်အဲ့ဒီကွင်းလေမှာဘသူ့ကိုခေါ်မလဲဒါကကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ရိုမန်နူကတော့မန်ချက်စတာယူနိုက်တက်ကဇန်နဝါရီပြောင်းရွှေ့မှာလက်ရှိကောရည်ရှိကောတုံးလို့ရမယ့်တိုက်စစ်ဟိုကစားမားတွေကိုပေါ့နော်ခေါ်ရမယ့်အခွင့်အရေးရှိရင်ခေါ်ဖို့ကြိုးပမ်းသွားမှာဖြစ်တယ်လို့ပြောလာတယ်ညီကလေးရောဘလူမီညာလေနွေဇန်နဝါရီပြောင်းရွှေ့မှာဘယ်နေရာကိုဦးစားပေးပြီးတော့ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့မြင်ကြပါတယ်ဆွေးနွေးကြပါအားလုံးကိုချစ်တင်များကြီးတင်ပါတယ်